အဲ့တော့မေလ10ရက်နေ့ကနေပြီးတော့မေလအဲ16ရက်နေ့အထိပေါ့နော်အဲ့ဒီကာလအတွင်းမှာနေ့လိုက်ကောင်းဆိုးတွေနဲ့နေ့လိုက်ဆောင်ရံရှောင်းရံတွေကိုပြပြသွားမှာပါဒီကာလတွေမှာတော့ကျမတို့နော်ဂျူအနေထားတွေရအပြောင်းလဲတွေရှိပါတယ်ခွန်တင်ရက်နေ့ပေါ့နော်ကျမတို့ဗုဒ္ဓဖူးနေ့ခွန်တင်ရက်နေ့ဗုဒ္ဓဖူးဂျူဟာ ပြောင်းသွားတယ်ပေါ့နော်အဲပုံတစ်ခုချူကသူကဘယ်ကနေပြောင်းတာလဲဆိုတော့မင်းယာတီကနေပြီးတော့မိတ္တယာတီကိုပြောင်းတာပေါ့နော်ပုံတစ်ခုကမင်းယာတီမှာဆိုရင်တော့သူကနေကြတယ်ပေါ့နော်ဒါပေမဲ့သူကမိတ္တယာတီကိုပြောင်းသွားတယ်ဆိုတော့ဒါပိုကောင်းတဲ့ဘက်ကိုပြောင်းသွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါပုံတစ်ခုချူကပြောင်းနေဇာတပတိချူကလည်းကျမတို့လာမင့်နော်14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:00နာရီရနေပြီးတော့เนาะအဲ့ဒီ7:00နာရီ33မိနစ် 41စက္ကန့်လားမေထုံရာသီကို तू ကပြောင်းပါမယ်အဲ့လိုပဲ Yahoo ပေါ့နော် Yahoo ဂျူကလည်း16ရက်နေ့ညနေပေါ့နော်ငါဟိုညဖြစ်မယ်တနင်္ဂနွေနေ့ညနော်7နာရီ52မိနစ်မှာ तू ကကုန်ရာသီကို तू ကပြောင်းပါမယ်နော်အဲ့လိုဂျူပြောင်းလဲရှိနေတဲ့အတွက်ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီရာသီဥတု နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ရာသီဥတွေတွေကြုံနိုင်နေပေါ့နော်အဲငလင်လောက်တာတွေနော်ဒါကဇာတပတိကျူအပြောင်းလဲကြောင့်ဖြစ်နိုင်တယ်ငလင်လောက်တာတွေမြေပြူတာတွေနော်ပြီးတော့ကျမတို့နော်ဒီယောဂဘေးတွေပေါ့နော်ဒါမျိုးတွေကြုံနိုင်နေအဲ့လိုပဲကျမတို့ဒီ ရာဟုဂျိုပြောင်းလဲကြောင်းလေစင်နမောင်းတိုက်ခိုက်တာတွေလေပြင်းမုန်တိုင်းတိုက်ခိုက်တာတွေရေကြီးတာတွေတချို့ဒေသတွေမှာကြတော့ရေရှားတာတွေပေါ့နော်ဒါမျိုးတွေကြုံနိုင်နေရာသီဥတုဟာလဲပို့ပြီးတော့ပြင်းထန်နိုင်နေပေါ့နော်ဒါအပြင်စိတ်ဝင်စားစရာကောင်းတာကဇာသပတိသူကပုံမှန်အားဖြင့်တော့သူကတရာသီမှာသူကဘလောက်နေလဲလို့ပြောရင် တနှစ်နီးပါးနေတယ်တနှစ်နေတယ်ပေါ့နော်ဒီနှစ်မှာကြာသပတေးချူကနော်တရားဒီမှာ तू ကတနှစ်မနေဘူးအ мян သွားတဲ့နှုံးနဲ့ तू ကနော်အခု तू နေအခု तू ပြောင်းတာကမေထုံကိုပြောင်းတာနော်မေထုံကနေပြီးတော့ကြာသပတေးချူက29ရက်6လနော်29ရက်6လနေ့6လမှာကြာတခါမေထုံကနေ तू မေထုံရာဒီပေါ့မေထုံရာဒီကနေ တလကြော်ကြော်လောက်ကြာတော့သူကဘေးကိုပြောင်းမလဲဆိုလို့ရှိရင်သူကဒီဘက်ကရကတ်ရာသီကိုပြောင်းမယ်ပေါ့နော်ပုံမှန်အားဖြင့်တစ်နှစ်ပဲတစ်နှစ်နေတဲ့ကြာတဲ့ပရိယာလာပိုင်းတွင်းမှာကရကတ်ရာသီကိုပြောင်းမယ်ဆိုတော့အမြန်သွားတဲ့သဘောပေါ့နော်အဲ့တော့ကြာတဲ့ပရိဒီအဲ့လိုအမြန်သွားရင်ဘာဖြစ်တလဲလို့ပြောရင်မင်းအကြီးအကဲတွေပျက်စီးတယ်ပေါ့နော်ဒါကတော့ကျန်းနေထဲမှာရှိတယ်နက်ခတ် ီလာကျန်းနေမှာရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီကရကတ်ရောက်လဲ तू ကကရကတ်မှာလဲ तू ကအ мян ပြန်သွားတယ်အ мян ပြန်သွားပြီးတော့ तू ကကရကတ်မှာ तू ကအ мян ပြန်သွားပြီး तू ဘေးကိုပြန်လာမလဲလို့ပြောရင်နော်မေထုံရာသီကို तू ကပြန်ဝင်မယ် ဆိုတော့မေထိုးရာသီမပြန်ဝင်နေအဲ့ကာလကအရှိကိုသွားနေရတယ်နောက်ပြန်ဆုတ်တယ်ဆို retro သွားတယ်ပေါ့နော် retro သွားတယ်ဂျာသပရိယာဒီဒီတနစ်ထဲမှာပဲသူကပုံမှန်မနေဘူးမြ мян သွားတယ်ပြီးလို့ရှိရင်အဲ့မှာမြ мян နေတယ်မြ мян နေပြီးတော့တစ်ခါမြ мян ပြန်နေဆိုတော့နော် retro သွားတယ်ဂျာသပရိ retro သွားတယ်ဆိုရင်မဖြစ်တလေဂျာသပရိနောက်ပြန်ဆုတ်တယ်ဆိုလို့ရှိရင်တော့နော်ဒီ movement တွေပေါ့နော်ဒန်သစ်နေ movement ဒန်သစ်နေပေါ့နော်ဆိုတော့ ဲ့လိုမျိုးကြမ်းအဆိုတွေတော့ရှိပါတယ်เนาะအဲ့တော့ဒီကာလတွေမှာတော့ကျမတို့ကကျမအနေနဲ့ပေါ့เนาะကျမအနေနဲ့အားလုံးကိုမေတ္တာနဲ့တိုက်တွန်းချင်တာကတော့เนาะဥဒူကြီးများများလှုပ်ဖို့ပေါ့เนาะဒါကိုကျမမေတ္တာနဲ့တိုက်တွန်းပါတယ်ဒါကဂျိုပြောင်းလဲတွေဟာကျမတို့မြန်မာနိုင်ငံတနိုင်ငံနဲ့ဂျုံဝမိတ်เนาะကိစ္စမဟုတ်ပါဘူးတကဘာလုံးနေနဲ့ ကြုံရမယ့်ကိစ္စဖြစ်ပါတယ်အဲ့လိုမျိုးဂျူတွေအနေထားနေပြီးတော့မြ мян သွားတာတွေမြ мян ပြန်လာတွေ retro သွားတာတွေအဲ့လိုမျိုးအပြောင်းလဲတွေဖြစ်တိုင်းဖြစ်တိုင်းဘာဖြစ်တယ်လဲလို့ပြောရင်เนาะကဘာနဲ့အဝမ်းယောဂကြီးတွေစိုက်တာတွေ့ရပါတယ်เนาะအဲ့လိုယောဂတွေဖြစ်ကြတာနောက်စီးဝါးတွေမလုံလောက်တာ တချို့ဒေသတွေမှာ အစာရေးစာရှားပါတာပေါ့နော်ဒါမျိုးတွေတွေ့ကြုံရတာဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုးကကတ်ပေးပါနော်အဲ့လိုမျိုးအစာရေးစာစေဝါပြတနာတွေမပေါများပဲနဲ့လူအပ်တာရှားပါတာနော်ရာသီဥတုတွေတဘာဝဘေးတွေကြုံရတာဒါတွေအားလုံးကိုကျမတို့ကကုသိုလ်ရေရရပြုတ်ပြီးတော့ပဲကျမတို့ကြော်ဖြတ်လို့ရပါတယ်เนาะအဲ့တော့ဒီကာလတွေမှာ ြောရင်တော့လောဘကြီးဒုက္ခကြီးပါလိမ့်မယ်လောဘနည်းမှဒုက္ခနည်းပါမယ်အဲ့လိုပဲဒေါသကြီးရင်လည်းဒုက္ခပိုပြီးတော့ကြီးနိုင်ပါတယ်ဒေါသနည်းမှဒုက္ခနည်းပါမယ်အဲ့တော့ လောဘကိုကျမတို့ကကိုချင်းစာစိတ်လေးနဲ့ကျမတို့ထိန်းကြမယ်ပေါ့နော်။ဟောဟိုဒီကာလမှာငါတို့တိတ်လောဘကြီးလို့မဖြစ်ဘူး။လောဘကြီးရင်ငါတို့ဒုက္ခကြီးတော့မယ်ပေါ့။အဲ့လိုမျိုးစင်ကျင်သုံးတရားလေးထားပြီးတော့ကျမတို့ကနော်ကိုချင်းစာစိတ်လေးနဲ့နော်ဟော ဒါမျိုးပေါ့ကိုချင်းစာစိတ်ကလေးနဲ့ကိုကိုကိုဆုံးမပြီးတော့လောဘနေအောင် လောဘနေတဲ့လူကဒီဒီကာလမှာတကယ်ကိုဒုက္ခနေမဲ့ကာလပါအဲ့လိုပဲဒေါသနေရင်ဒီကာလမှာတကယ်ပဲဒုက္ခနေမဲ့ကာလဖြစ်ပါတယ်เนาะအဲ့တော့ဂျိုနီထားလိုက်ဒီမှာဆောင်ရင်ဆောင်ရင်နေကိုပြောပါမယ်ဒီနေရာမှာထပ်ပြောချင်တာက ဒေါသနေဖို့အတွက်ကျမတို့ပြုလုပ်နိုင်တာကမေတ္တာသုတ်ပေါ့နော်မေတ္တာသုတ်ပြုဟိုကျမတို့ပုံမှန်နဲ့မေတ္တာပွားများလို့ရတယ်နော်ကျမကတော့ဒီကာလတွေမှာသက်ဆောင်ကမ္မထံ၄ခုစလုံးကိုပွားများစေခြင်းနဲ့ဒါပြီးရခါကျကျမရေရရနေနဲ့ပြောပါမယ်နော်အခုတော့ကျမဂျူအနေထားတွေပေါ်မှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရွက်ရှောင်ရည်ကိုကျမပြောပါမယ် မေလ10ရက်နေ့ပေါ့နော်မေလ10ရက်နေ့啊ဆိုလို့ရှိရင်ကျမတို့စနေနေ့ကြပါတယ်မေလ10ရက်နေ့啊နေ့ချမ်းပါတယ်နော်တည်စီတတ်တဲ့မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့စီရတဲ့ကာနာယုတ်ကြတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒါနေ့ချမ်းနဲ့သဘောရှိပါတယ်နော်အမောင်ကာလာကတော့ နော်မနက်3:00နာရီကနေစပြီးတော့အမောင်ကာလဝင်ပါတယ်။နောက်နနက်9:00နာရီကနေပြီးတော့နနက်10:30အတွင်းဒါတွေကအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလတွေမှာတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုရှောင်ကျင်တာတော့အကောင်းဆုံးပါပဲပေါ့เนาะမေလ၁၀ရက်နေ့ကညချမ်းနေ့အတွက်ကျမတို့เนาะ ဘာရွတ်တင်တယ်လဲလို့ပြောရင်မူလင်းလေးကเนาะမြစ်တာတော့ပူဇော်ပါပြီးရင်ဂုံတော်၉ပါးပူဇော်ပါဂုံတော်၉ပါးကိုကျမတို့ပတိတပတ်လောက်စိတ်ပါနောက်ဗုဒ္ဓန္တနကိသမိဓမ္မန္တနကိသမိတန်ခန္တနကိသမိပေါ့เนาะတရဏဂုံကိုတီးပါเนาะအခြားဘာသာဝင်တွေကလည်းအခြားဘာသာကိုးကွယ်တဲ့သူတွေကလည်းကိုယ့်ရဲ့သက်ဆိုင်ရာဘာသာအလိုက်ပေါ့နော်ဒါ ဘာသာရေးဆိုင်ရာနော်လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့ဒီလိုနေမှာကံကောင်းတဲ့အရက်ကတော့အရှိတောင်ရပါနော်ကံကောင်းစေတဲ့အရာကတော့အဖြူရောင်သို့မဟုတ်နုနှစ်ရောင်သို့မဟုတ်နန့်သာရောင်တွေကကံကောင်းစေတဲ့အရာဖြစ်ပါတယ်။ဟုတ်ပြီ။စနေနေ့မှာဘလို့ဆုံးကိုကတ်ရည် နော်အခါရဆိုးနေနေဆိုလို့ရှိရင်တော့နော်တာကူကတ်လို့ရပါတယ်နော်တာကူအခါရဆုံးကတ်လို့ရပါတယ်မီလာ7ရက်နေ့မှာတော့နော်သူကတော့သူကအကောင်အဆိုးနှစ်မျိုးစလုံးကြုံနိုင်နေနေဖြစ်ပါတယ်နော်ပစ္စည်းဥစ္စာတွေပေါများစေတတ်တဲ့ဘရုံမာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့လုံမကယုတ်ရထားတဲ့နေဖြစ်ပါတယ် အမောင်ကာလာကတော့မနေ့6နာရီကနေပြီးတော့ညနေ12နာရီအတွင်းအချိန်ကာလမကောင်းပါဘူးတနင်္ဂနွေနေ့ရဲမှာမေလ17ရက်နေ့ကကဆုံလာပြီနေ့ဖြစ်ပါတယ်ညောင်ရီသွမ်းမွဲလေးဖြစ်ပါတယ်ဒါပေမဲ့အခါတော့เนาะနေ့လိုက် ဂျူရီရအခါတော့မကောင်းပါဘူးเนาะအဲ့လိုကာလတွေမှာတော့ကျွန်တော်တို့ပို့ပြီးတော့ကုသိုလ်ရေးကိုလုပ်တင်ပါတယ်เนาะကုသိုလ်ရေးလုပ်တယ်ဆိုတော့ကျွန်တော်တို့အပျော်ပါးတွေအဲ့လိုအဲ့လိုနေမှာမူကြီးတောက်စားတာတွေမလုပ်ပါနဲ့ရံဖြစ်တာတွေ ဓာမျိုးတွေကိုရှောင်မတတ်နိုင်ဆုံးကိုးပါးသီလယူမယ်ပြီးရင်မေတ္တာဘာဝနာပွားမယ်ပေါ့နော်မေတ္တာဘာဝနာပွားမယ်အဲကျွန်မသက်ဆောင်ကမ္မထံ၄ခုရှိရယ်ပထမကဗုဒ္ဓနုတ္တိပေါ့နော်ပြောမယ်ဆိုတော့ဘုရားရဲ့ဂုဏ်တော်တွေကိုပွားတာဒါကိုဗုဒ္ဓနုတ္တိပွားတယ်လို့ဆိုပါတယ်နော်ဗုဒ္ဓနုတ္တိပွားမယ်ပြီးရင်မေတ္တာဘာဝနာပွားမယ်ပြီးရင်ကျွန်မတို့ကအာနာပါနကမ္မထံပေါ့နော်အာနာပါနကမ္မထံ အားထုတ်မယ်ပြီးရင်ကျမတို့ကမရဏနုတတိပေါ့နော်မရဏနုတတိအတုပကမ္မထံကိုဝိုင်းလေရတယ်မရဏနုတတိပေါ့နော်ကမ္မထံကိုဝါတယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်အဲ့လိုနေမှာတော့ကျမကဟိုသွားဒီသွားဟိုလဲဒီလဲရှောက်ပြီးတော့เนาะအဲ့လိုသွားကြတာထက်ကျမကတော့အိမ်ကဖះမှာတံပေါက်စိုးပေါ့ အခါရဆုံးကတ်မယ်ဆိုရင်ဓာတ်ပေါက်ဆုံးကတ်လို့ရပါတယ်။ကန်ကောင်းလက်ပွင့်စီရဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်။ရွတ်ပွားမယ်နော်။ဂုံတော်ကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်နော်။အဲ့လိုနေမှာကျမတို့ဂုံတော်ကွန်ချာပူဇော်မယ်။မေတ္တာဘာဝနာပွားမယ်။ပြီးရင်အတုပကမ္မထံအားထုတ်မယ်ပေါ့နော်။ဒါမျိုးလှုပ်ဆောင်တဲ့နေလို့ကျမမေတ္တာနဲ့အကြံပြုပါတယ်။နေလာ စနေရနေ့တနင်္လာနေ့ကတော့သူကတော့ရက်ကောင်းပါလေเนาะစတာရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့တဲ့မိတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းတဲ့နေ့မှာတော့ကိုယ့်ရဲ့เนาะငွေကြီးပိုင်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်ငန်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှုသိလျော်ပါတယ်ပေါ့เนาะအဲရှောင်းရဲ့အမောင်ကာလာကတော့မနက် 3ည3ညနာရီရနေပြီးတော့မနက်6:38မိနစ်အတွင်းမှာအချိန်မကောင်းပါဘူးအခါမကောင်းပါဘူးသို့တော့တနေ့လုံးအခါကောင်းတဲ့အတွက်ငွေကြီးဆိုင်ရာကိစ္စတွေနဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တင်ပါတယ်မေလ7ရက်နေ့ပါနော်မေလ7ရက်နေ့မှာအရက်အနေနဲ့ကတော့အနောက်ရက်ဟာကံပွင့်လက်ပွင့်ပါတယ်နော် အယောင်နေနေဆိုလို့ရှိရင်တော့အဖြူယောင်မိကိုယောင်ယောဂီယောင်ပေါ့နော်ဒီလိုအယောင်တွေကကံအားကိုအထောက်ပံ့ပြုစေမယ့်အယောင်တွေဖြစ်ပါတယ်ဂါရာအနေနဲ့ယူပွားလိုတဲ့လူတွေဂါရာအနေနဲ့ကတော့ဒီလို အကာလမှာနော်ငွေဝင်ဃာတာလို့ပြောတဲ့နော်ဒီဝါတပတိဃာတာကိုပူဇော်မယ်ဆိုလို့ရှိရင်လေပတိတပတ်ပေါ့ဒီဝါတပတိဃာတာကိုပတိတပတ်ပူဇော်နိုင်တယ်လို့ပဲဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်လေဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပေးပါဒါဆိုလို့ရှိရင်တော့နော်လက်ဒါဘတောင်းမှန်ပါလိမ့်မယ် မေလ23ရက်နေ့မေလ23ရက်နေ့ကတော့သူကအကောင်းအဆိုးနှမျိုးစလုံးတွဲနေတာတွေ့ရပါတယ်နော်ချက်တိမင်္ဂလာရှိစေတဲ့တီရိဝိဆာယုတ်နဲ့နော်မနက်7:23မိနစ်မှာပျက်စီးဆုံးရှုံးစေတဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့အကောင်းနဲ့အဆိုးနှမျိုးစလုံးတွဲနေတဲ့နေ့ဖြစ်ပေမဲ့ အမောင်ကာလပေါ့နော်အမောင်ကာလဆိုတာလည်းအရေးကြီးပါတယ်အမောင်ကာလမှာကိုကလှုပ်ဆောင်နေဆိုရင်ဘာလှုပ်လှုပ်အစင်မပြေတတ်ဘူးမအောင်မြင်တတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမောင်ကာလကတော့မနေ့9နာရီ16မိနစ်ကနေပြီးတော့ည9နာရီ16မိနစ်အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်နော်အဲ့ဒီအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်ပါ အဲ့ဒီနေ့မှာကျမတို့ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အရှိတောင်ရက်ဖြစ်ပါလေနော်အဲအရောင်ကတော့ကျမတို့အဝါရောင်နော်နောက်နန့်သာရောင်ဒါလေးတွေကောင်းပါတယ်နော်နောက်ညီညူရောင်ပေါ့နော်ဆုံးကမဲဆိုလို့ရှိရင်တော့ကျမကတော့ဘာဆိုးကိုနဝင်းဆုံးကတဲ့နေလို့ကျမယူဆပါတယ်နော်အဲ့လိုနေ့မှာနဝင်းဆုံးလူတန်းမှာပြီးရင်တော့ကျမတို့ဂုံတော့ပွားပါ နော်မေတ္တာဘာဝနာပွားပါနော်အလားတူလေကျမမေတ္တာနဲ့အကြံပြုပါတယ်မေလ14ရက်နေ့ဗုဒ္ဓဟူးနေ့ကတော့သူကချမ်းသာရစေတဲ့နော်ချမ်းသာကြီးပွားစေတဲ့သောမြာယုံနဲ့နေ့12နာရီအလွန်မှာတော့သူကပစ္စည်းဥစ္စာတွေဆုံးရှုံးစေတတ်တဲ့ဒွဲချယုံနော်ကောင်းတဲ့ယုံနဲ့မကောင်းတဲ့ယုံနှစ်ခုတွဲနေတယ်နော်အထူးသဖြင့် အချိန်ကာလကလည်းရှောင်းရဲ့အချိန်ကာလကလည်းမနက်9နာရီ16မိနစ်ကနေပြီးတော့ည16မိနစ်9နာရီ16မိနစ်ထိအချိန်ကာလမကောင်းပါဘူးเนาะအဲ့တော့အဲ့ဒါအမှောင်ကာလပါအဲ့တော့နေ့အနေနဲ့ကတော့အကောင်းအဆိုးနှမျိုးစလုံးရောနေတဲ့နေ့ဖြစ်တဲ့အတွက် တချို့ကိစ္စတွေကိုကိုကအမှောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့တနေ့လုံးအမှောင်ကာလဖြစ်နေတဲ့အတွက်တော့ဂရုစိုက်ရပါမယ် ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အနောက်အရက်ဖြစ်ပါတယ်နော်အယောင်ကတော့ဖြူရောင်နော်ကျမကတော့အဖြူရောင်ပြီးတော့အစိမ်းရောင်ကောင်းကင်ပြာရောင်ပေါ့နော်အပြာရောင်အဲ့လိုအယောင်လေးတွေကအဲ့ဒီမှာကံတရားကိုအထောက်ပံ့ပြုပါလိမ့်မယ်ရွတ်ဖတ်တဲ့ကာတာကတော့နော်မေတ္တာဘာဝနာပွားမယ်ပြီးရအတုပကမ္မထမ်းပေါ့เนาะဒါမျိုးကိုပွားများမယ်ဒါဘာဝနာပွားမယ်ပေါ့ရွတ်ဖတ်တဲ့ ကာရာကတော့ပုပ်ပနာတုတ်ကိုရွတ်ဖက်ပါယာဟုစံပြုတ်ဆိုးကပ်ပါလို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်နော်မေလ15ရက်နေ့မေလ15ရက်နေ့မှာတော့သူကနေ့ကျန်းပါတယ်နော်တည်စီတတ်တဲ့မြေစုယုံနဲ့ဆေးရဒုက္ခတွေကိုတွေ့ကြုံစေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်မနေ့3ည3ည9ရက်နေ့ပြီးတော့ညနေ3နာရီအတွင်း အမောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့လုံးကြီးပါပဲเนาะအခါမကောင်းဘူးပေါ့เนาะအခါလည်းမကောင်းဘူးရထားတဲ့ရုပ်တွေလည်းမကောင်းတဲ့အတွက်25ရက်နေ့ကြာသပတေးနေ့မှာဒီယူဆိုင်ပါမေတ္တာဘာဝနာပွားများပါအဲ့လိုနေ့မှာတော့ရွတ်ဖတ်တဲ့ဂါထာကတော့တန်ဖိုးတည်ဂါထာကိုပတိတပတ်စိတ်သိမ့်ပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရက်တကတော့အရှိတောင်ရက်ဖြစ်ပါတယ်เนาะ စွန်းနေနဲ့ဘာလှူဒန်းမလဲလို့ပြောရင်နဝင်းစွန်းနဝင်းစွန်းကျမတို့ကတ်လှူဒန်းနိုင်တယ်လို့ပဲเนาะဘာလှူဒန်းလို့ရသည်လဲပြောရင်တော့เนาะကျမတို့ရာခုစွန်းနဲ့လက်ဖက်နဲ့လှူဒန်းလို့ရပါတယ်เนาะဒီလိုနေမှာတော့ကျမအဲနဝင်းစွန်းနဲ့လက်ဖက်လူတန်းတာပို့ပြီးတော့ကောင်းမွန်ပါတယ်เนาะကန်တရားရဲ့အထောက်ပံ့ကိုရရှိစေလိမ့်မယ်เนาะအယောင် ခွေးစင်သွင်းတဲ့အရာကတော့เนาะအဲဘာဘာအဝါရเนาะပြီးနန့်သားရဒါမျိုးအရာကတော့နောက်ယောဂီအောင်ပေါ့เนาะအဲ့လိုအရာကတော့ကန်တရားရဲ့အထောက်ပံ့ကိုရပါလိမ့်မယ်เนาะဒီနေ့မှာတတိထားတင်တာကတော့เนาะရှင်ပြူတာတို့အိမ်ဆောက်တာတို့เนาะညီတတ်နာတို့เนาะအဲ့လိုမျိုးကိစ္စတွေကို25ရက်နေ့မှာလုံးဝမလုပ်ပါနဲ့เนาะအဲ့လိုလုံးဝလုံးလုံး မရတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့เนาะဒါစိုးရဲအခါဖြစ်တယ်လို့ပဲเนาะတနေ့လုံးအမောင်ငိမ်ဖြစ်တယ်လို့ပဲရထားတဲ့ရုပ်ကလေဆင်းရဲဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့ရုပ်နဲ့သိစေတတ်တဲ့ရုပ်ရထားတဲ့အတွက်လုံးဝအမြင်စေလို့တဲ့ကိစ္စတွေကိုဘလို့ကိစ္စမျိုးကိုမှမလုံးသင့်ပါဘူးလို့ကျွန်မကအကြံပြုပြီးတော့တိုက်တွန်းပါတယ်မေလ16ရက်နေ့เนาะစနေနေ့ကတော့ ့ sorry မေလ16ရက်နေ့တောက်ကြနေပါเนาะတောက်ကြနေရတော့เนาะအဲကောင်းတဲ့ရုပ်ရထားပါတယ်เนาะသုတိယရုပ်နဲ့သုဘရုပ်ရထားတယ်သုဘရုပ်ဆိုတာချမ်းသာကြီးပွားစေရတဲ့ရုပ်ကသုဘရုပ်ပါเนาะเจ้าအိမ်တိုက်တာတွေကိုဆောက်လုပ်ဖို့အတွက်ကောင်း ကောင်းတဲ့နေ့ပေါ့နော်ဒီလိုနေ့ရတော့ဒါတကယ်ကောင်းတဲ့နေ့လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်7:00နာရီခွဲကနေပြီးတော့နေ့7:00နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်နော်ကြံတဲ့အချိန်ဒီမှာကျမတို့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ရှောင်းရင်အမောင်ကာလကိုရှောင်ပြီးတော့နော်လှုပ်ဆောင်လို့ရပါတယ်နော်ရေရင်းတူတာတွေအိမ်ပေါ့နော်အိမ်ပြင်မှု ပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်မြေတန့်တာပဲဖြစ်ဖြစ်နော်အလှလှုပ်တာပဲဖြစ်ဖြစ်နော်ရှင်ပြူတာပဲဖြစ်ဖြစ်ယဟန်ခန္ဓာပဲဖြစ်ဖြစ်မင်္ဂလာယူပြီးတော့လှုပ်ဆောင်မယ်ကိစ္စတွေကိုမေလ16ရက်နေ့မှာလှုပ်ဆောင်ဖို့တင်လျော်ပါတယ်နော်ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်နော်အခါရကတ်လူရမယ်စွန်းကတော့လက်ဖက်စွန်းဖြစ်ပါတယ် ရွတ်ဖတ်ပူဇော်သင့်တဲ့ဂါထာကတော့မေတ္တာသုတ်ပြီးခန္ဓာသုတ်ပြီးရင်ကျမတို့နော်မေတ္တာသုတ်ခန္ဓာသုတ်မောရသုတ်ရွတ်ဖတ်ပူဇော်ဖို့အတွက်ပူပြီးသင်လျော်ပါတယ်သမုတ်ဒီဂါထာကိုပဋိတပတ်စိတ်ရင်လည်းသင်တော်ပါတယ်ဂုဏ်တော်ကွန်ချာကိုနော်ကိုးကပူဇော်ပြီးရင်လည်းကိုပူဇော်ပြီးရင်လည်းသင်လျော်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ကတော့နော်မေလ16ရက်နေ့ထိကျမနေလိုက် ဆောင်းရှောင်းရဲ့နေနေအခါကြောင့်ကိုကျွန်မညဝေပြီးပါပြီအဲ့တော့ဒီကာလမှာကျွန်မချစ်တဲ့သူတွေအားလုံးကိုကျွန်မကကုသိုလ်ရေးတွေများများလုပ်ဖို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်နော်လောဘကြီးဒုက္ခကြီးရေဒေါသကြီးရေလည်းဒုက္ခကြီးတဲ့ကာလဖြစ်တဲ့အတွက်နော်လောဘကိုကျမတို့ကိုချင်းစာစိတ်ကလေးနဲ့ကျမတို့ထိမ့်ပါမယ်ဒေါသကိုတော့ကျမတို့မေတ္တာစိတ်ကလေးနဲ့ပဲထိမ့်ပါမယ်เนาะ ်အလို့ဒေါသတွေလောဘတွေမောဟတွေကို ထိန်းနိုင်ပါမှဒီကာလဟာကျမတို့သက်တာရရမယ်ကာလဖြစ်ပါတယ်เนาะအဲ့တော့လူတဲ့ခါကျတော့လေကျမတို့อ่ะเนาะဟိုလောဘနဲ့မလူဟာဘာဖြစ်ချင်လို့เนาะကိုယ့်ရဲ့အကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့လှူတာမျိုးမလုပ်ဖဲနဲ့ တကယ်လိုအပ်နေတဲ့လူတွေကိုစိတ်ထဲကနေမြတ်တာစေတနာအပြည့်အဝနဲ့လှူဒန်းပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းအပ်ပါတယ်ရှင်အဲ့တော့ချစ်တော်သူပြန်အားလုံးကျမ်းမာကြပါစေ